တရင်သာအဟောင်းနေသာအဟောင်းနေလိုက်ဝဲတဲ့ကောင်လေးတယောက်ကိုတိုက်ခန်းပေါ်မှာမျိုးသားတယောက်ကလှမ်းပြီးခေါ်လိုက်တယ်။ခေါ်ပြီးတော့သူ့ရဲ့တရင်သာအဟောင်းတွေကိုရောက်ပါတယ်။အဲ့ဒီတရင်သာအဟောင်းတွေထဲမှာသာအုပ်တူလည်းပါလာတယ်။အဲ့ဒီကောင်လေးဟာတရင်သာတွေကိုချိန်တယ်။ပြီးတော့တရင်သာရင်းနဲ့ပါလာတဲ့သာအုပ်ကိုလည်းအယံသဘောကျသွားပါတယ်။ဒီအချိန်မှာသာအုပ်ရောင်းတဲ့မျိုးသားဒီသာအုပ်ကငါမရောင်းဘူးကွ။ဒီသာအုပ်ကမှားပြီးပါလာတာပဲဆိုပြီးသာအုပ်ကိုပြန်ထုတ်ယူလိုက်ပါတယ်။ ထုတ်လိုက်တဲ့အချိန်မှာတတင်းစာဝယ်တဲ့ကောင်လေးဟာအဲ့ဒီစာအုပ်ကိုပါရောင်းလိုက်ပါလားအဲ့ဒီစာအုပ်ကိုဒီမှာထားရဆိုရင်လည်းဖုန်ကြီးတက်တာပဲရှိမယ်ကျွန်တော်ကိုရောင်းပါလားလို့ထက်ခါထက်ခါပြောပါတယ်ကောင်လေးကစာအုပ်ကိုကြည်နေတယ်သူ့ရဲ့မျက်လုံးတွေဟာစာအုပ်ကနေမခွာတော့ပါဘူးဒီအချိန်မှာတတင်းစာတွေရောင်းတဲ့အမျိုးသားဒီစာအုပ်ကငါမရောင်းဘူးဒီစာအုပ်ကမှားပြီးတော့ထည့်ထားတာဆိုပြီးထပ်ပြောလိုက်တယ်အဲ့ဒီတော့ကောင်လေးဟာတတင်းစာတွေကိုချိန်နေချိန်ပြီးတဲ့အခါမှာပတ်ဆံရှင်းပြီး ွက်သွားဖို့လုပ်ပါတယ်။ဒါပေမဲ့သူဟာတကားကိုနောက်ထပ်ခေါက်လိုက်ပြီးရောစာအုပ်ရောင်းတဲ့အမျိုးသားကိုသွားပြောလိုက်ပါတယ်။ကျွန်တော်ကခုနစာအုပ်လေးကိုမရောင်းရင်တောင်မှခဏလောက်ငားလိုက်ပါလားဆရာရေ။ဒါဆိုရင် ကျွန်တော်အရန်ကျေးဇူးတင်မိပါပါလို့ပြောလိုက်တာပါ။ဒီလိုကောင်းလေးခခရရတောင်းပန်ပြီးအရန်ဖတ်ချင်နေတဲ့စာအုပ်ထဲကအကြောင်းအရာတွေကဘာတွေပါလာလဲဆိုတော့လျှက်စင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရေးသားထားတာပါ။ဒီအခါမှာတရင်သာရောက်တဲ့အမျိုးသားကောင်လေးကိုအရန်သဘောကျသွားပြီးတော့ ူရဲ့အခန်းထဲကိုဖိတ်ခေါ်လိုက်တယ်။နောက်ပြီးနှစ်ယောက်သားစကားတွေပြောကြတယ်။ကောင်းလေးမင်းကိုကြည်ရတာပညာတတ်တယောက်ဖြစ်မဲ့ပုံပဲ။ဘာကြောင့်တင်းသာအဟောင်းနေစာအုပ်အဟောင်းတွေကိုလိုက်ဝယ်နေရတာလဲလို့မေးလိုက်တာပေါ့။ဒီအချိန်မှာကောင်းလေးကဒီလိုပြန်ဖြေတယ်။ကျွန်တော်ရဲ့ဖေကပညာတတ်တယောက်မဟုတ်ပါဘူး။ကျွန်တော်မှာရှင်းနှစ်သားအရွယ်ညီလေးတယောက်လည်းရှိတယ်။ကျွန်တော်အမေကလည်းအရင်ဆင်းရဲတဲ့အိမ်ရှင်မတယောက်ပါ။ ဘာကြောင့်လဲဆိုတော့ကျွန်တော်ထပ်တန်းအောင်တဲ့နေ့မှာပဲကျွန်တော်အဖေကဆုံးပါသွားခဲ့တယ်လေ။အဲ့ဒီတော့ကျွန်တော်တက္ကသိုလ်ဆက်တက်ဖို့အတွက်အခွင့်အလမ်းမရှိတော့ဘူးပေါ့။ကျွန်တော်ရဲ့မိသားစုကိုကျွန်တော်လှုပ်ကြည့်ရတော့မယ်လေ။ဒါပေမဲ့ကျွန်တော်ကတင်ယူမှုတွေကိုတောက်လျှောက်လုပ်ချင်နေတော့မယ်။တင်ယူလေးလာခြင်းနဲ့စိတ်ကိုလည်းရပ်တန့်လို့မရဘူး။ဒါကြောင့်ကျွန်တော်စာအုပ်ဟောင်းတွေရောင်းဝယ်တဲ့အလုပ်ကိုကျွန်တော်လုပ်ဖြစ်သွားတာ။ဘာကြောင့်လဲဆိုတော့တည်င်းသာဟောင်းတွေစာအုပ်ဟောင်းတွေလိုက်ဝယ်နေတဲ့ကျွန်တော်ကြိုက်တဲ့စာအုပ်တွေ နှင်းသက်တဲ့အကြောင်းတွေပါလာရင်ကျွန်တော်ဖတ်လို့ရတယ်လေကျွန်တော်ကစာအုပ်တွေကိုစိတ်ဝင်စားဖတ်တယ်စာအုပ်ထဲကကျွန်တော်ကြိုက်နှစ်သက်တဲ့အကြောင်းအရာတွေဆိုရင်အပြင်မှာလိုက်ပြီးလေ့ကျင့်ကြည့်ပါတယ်အခုဆရာတရားစာအုပ်လေးက electrical နဲ့ပတ်သက်တဲ့စာအုပ်လေးဖြစ်တဲ့အတွက်အရင်စိတ်ဝင်စားနေမိတာပါဒီစာအုပ်လေးကိုကျွန်တော်ငားပြအောင်ငားပါခင်ဗျာလို့ပြောရှာတာပေါ့ဒီအချိန်မှာသတင်းစာတွေရောင်းတဲ့အမျိုးသားငါမင်းကိုစာအုပ်ငားလိုက်ပါမယ်ဒါပေမဲ့ငါအချိန်နဲ့ရပဲပြေးမယ်နော် မင်းသေးချောင်ဖတ်နိုင်ရလားလို့မေးလိုက်တဲ့အခါကောင်လေးဟာဝမ်းသာရနဲ့ကျွန်တော်အတွက်အချိန်နဲ့ရကများတော့များနေပါသေးတယ်ခင်ဗျာ ကျွန်တော်တရက်ထဲနဲ့ပြီးအောင်ဖတ်ခဲ့ပါမယ်လို့ပြန်ဖြေခဲ့တာပေါ့ပြီးရဲ့အခါမှာကောင်လေးကစာအုပ်ကိုယူပြီးတော့အိမ်ကိုပြန်သွားခဲ့တယ်။နောက်တရက်ကြာပြီးတဲ့အခါမှာကောင်လေးကစာအုပ်ကိုတည်ချာသွားပြန်လာပေးခဲ့တယ်။နောက်လာအနေငယ်ကြာပြီးတဲ့အခါမှာတော့စာအုပ်ပိုင်ရှင်လူကြီးစီကိုကောင်လေးစီကနေသတင်းစကားတစ်ခုပါလိုက်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ ကောင်လေးဟာ electrical engineer နဲ့ပတ်သက်ပြီးတော့ဝင်ဝင်ဖြေလိုက်တာအောင်မြင်သွားပြီဆိုတဲ့အကြောင်းပါ scholarship လို့ခေါ်တဲ့ပညာသင်စုကိုရခဲ့တဲ့အတွက်အခမဲ့ပညာသင်ကြားခွင့်ရတော့မှဖြစ်တဲ့အကြောင်းပေါ့ဒီလိုနဲ့နောက်ထပ်နှစ်နှင်းငယ်ကြာပြီးတဲ့အခါမှာတော့ကောင်လေးဟာနာမည်ကြီး electrical engineer ကြီးတယောက်ဖြစ်လာခဲ့ပါတော့တယ်ဒီဇလန်လေးကနေပြောချင်တာကဘာလဲဆိုတော့အညွန့်တက်တွေဘယ်တော့မှထွက်မလာတော့မယ်တင်းငုတ်တူနဲ့တူတဲ့သူတွေရှိတယ်ဆိုတာပါပဲ။ ဒီလိုလူတွေဟာဘယ်လိုမျိုးစားတွေလဲဆိုတော့ဘဝမှာလေလာမှုတွေသင်ယူမှုတွေကိုရပ်တန့်ပြလိုက်တဲ့သူတွေပါငါအသက်ကြီးပြီပဲငါဘာမှလေလာတရားမလိုတော့ဘူးငါဘွေးရပြီပြီငါထပ်ပြီးလေလာတရားမလိုတော့ဘူးဆိုတဲ့သူတွေဟာတင်းငုတ်တုံနဲ့တူတဲ့သူတွေဖြစ်ပါတယ်ဒါပေမဲ့လေလာမှုတွေသင်ယူမှုတွေကိုဇက်တိုက်လုပ်နေတဲ့သူတွေကတော့အညောတက်တွေနဲ့အမြဲတမ်းကြီးထွားတိုးတက်နေမယ်တစ်ပင်ပြိုတပင်နဲ့တူပါတယ် ဒါကြောင့်လူငယ်တွေအနေနဲ့တင်ယူလေးလာမှုတွေကိုနေစဉ်လုပ်ပါတခုတော့ရှိတယ်တင်ယူလေးလာမှုတွေလုပ်တဲ့အခါမှာဘာပဲရလဲဆိုတော့ knowledge ဆိုတဲ့အသိပညာပဲရပါသေးတယ်အဲ့ဒီအသိပညာဘုသူတာတွေကိုတကယ်လက်တွေ့ဘဝမှာသုံးချမယ်ဆိုရင်တော့ပညာရက်တွေဖြစ်လာပါလိမ့်မယ်ဒီတော့လူငယ်တို့မှာကျင်နာ လေးလာတင်ယူပါပြီးတော့ကိုလေးလာတင်ယူထားတဲ့ပညာရက်တွေနဲ့လက်တွေ့ဘဝကိုအောင်မြင်အောင်တည်ဆောက်လိုက်ပါ